ရုရှားရင်ငုတ်သင်္ဘောတစ်စီးဆက်ချုံရင်းပြီးပြင်သစ်ကမ်းလွန်မှာရင်မျက်နှာပြင်ပေါ်ပေါ်ပြီးခုံမောင်းခဲ့ရတာနဲ့ပတ်သက်လို့နေတိုးစစ်မဟာမိတ်အကြီးအကဲကလှောင်ပြောင်သွားပါတယ်ရုရှားရေတပ်ကတော့ဒီဇယ်အင်ဂျင်တပ်ဆင်ထားတဲ့ Novorossiysk ရင်ငုတ်သင်္ဘောဟာပြင်သစ်နိုင်ငံကမ်းလွန်အင်္ဂလိပ်ရေလက်ကြားထဲမှာရင်မျက်နှာပြင်ပေါ်ပေါ်ပြီးခုံမောင်းခဲ့ရတာဟာဆက်ပိုင်းဆိုင်ရာပြဿနာကြောင့်မဟုတ်ပါဘူးလို့ညင်းဆိုထားပါတယ်ရင်ငုတ်သင်္ဘောအနေနဲ့ရင်မျက်နှာပြင်ပေါ်မှာခုံမောင်းတာဟာ နိုင်ငံတကာရေချောင်းသွာလာမှုစီးမင်းတွေနဲ့လည်းကန့်ညီပါတယ်လို့ရုရှားကပြောပါတယ်။ဒါပေမဲ့ပြိုင်ဘက်နိုင်ငံတွေရဲ့ကမ်းလွန်နာမှာရင်ငုတ်တင်ပေါ်တစည်းရဲ့တီးနေရာကိုဖော်ပြပြီးခုံမောင်းတာမျိုးကလုတ်ရိုးလုတ်ဆင်ကိစ္စတော့မဟုတ်ပါဘူး။အကျိုးဆက်အဖြစ်အဲ့ဒီရင်ငုတ်တင်ပေါ်ရဲ့ခီးစဉ်ကိုဗြိတိန်စစ်တင်ပေါ်တစည်းနဲ့ရဟတ်ရင်တစည်းကမျက်စိတောက်ထောက်လိုက်လံစောင့်ကြည့်တာခံခဲ့ရပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုန်မှာတော့အဲ့ဒီရင်ငုတ်တင်ပေါ်ကိုမြောက်ပိုင်းပင်လယ်ပြင်ဘက်စီရုရှားဆွဲတင်ပေါ်တွေကဆွဲယူသွားတာတွေ့ခဲ့ရတယ်လို့ နယ်သာလန်အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။နယ်သာလန်ဝန်ကြီးချုပ်ဟောင်းတဦးဖြစ်သူနေတိုအတွင်းရေးမှူးချုပ်မတ်ရူတေးကအဲ့ဒီရုရှားရင်ငုပ်သင်းပေါ်ရဲ့ဖြစ်ကိုစလိုဗေးနီးယားနိုင်ငံမှာပြောကြားတဲ့မိန့်ခွန်းတစ်ခုတည်းထည့်သွင်းပြီးလောင်ပြောင်သွားခဲ့တာပါ။ဒီထဲမှာသူက1984ခုနှစ်ထုတ်တွန်ကလန်စီရဲ့ဝတ္ထုဖြစ်တဲ့ The Hunt for Red October ကိုကိုးကားခဲ့ပါတယ်။အဲ့ဒီဝတ္ထုပါအကြောင်းရင်းကတော့ရုရှားရေတပ်ရဲ့နှိပညာအမြင့်ဆုံးရင်ငုပ်သင်းပေါ်တစ်စီးကပထမဆုံးပင်လယ်ပြင်စစ်ဆင်ရေးမှာခြေရဖျောက်သွားတဲ့နောက် ရုရှားနဲ့အမေရိကန်တို့ကအပြိုင်ဆိုင်လိုက်ရှာခဲ့ကြပုံကိုစိတ်ကူးရင်ရေးသားထားတာပါ The Hunt for Red October ထဲမှာရုရှားကရင်ငုတ်သင်္ဘောကိုလိုက်ရှာခဲ့ပေမဲ့အခုတော့အနည်းဆုံးဆက်ပြန့်စရာကိုလိုက်ရှာနေရပြီလို့ရူတေးကပြောပါတယ်။နောက်ပြီးဆက်ပြန့်နေတဲ့ရေရင်ဟာအင်ကိုထော်ချိုးထော်ချိုးနဲ့ပြန်သွားရှာတယ်လို့လည်းသူကဆက်ပြောပါတယ်။ Novorossiysk ရေငုတ်သင်္ဘောဟာရုရှားရဲ့ပင်လယ်နက်ရေတပ်ဖွဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ရုရှားရဲ့လုံခြုံရေးအစီအမံဆိုင်ရာစာရွက်စာတမ်းတချို့ပေါက်ကြားမှုအရ အဲ့ဒီရေငုပ်သင်္ဘောဟာစက်တင်ဘာ29ရက်နေ့မှာလောင်စာဆီယူဆိတ်မှုစတင်ကြုံခဲ့ပြီးပောက်ကွဲပျက်စီးနိုင်တဲ့အန္တရာယ်ပါရှိခဲ့တယ်လို့သိရပါတယ်။ဗြိတိန်ရေတပ်ကတော့ရေပေါ်မှာထင်းထင်းကြီးပေါ်နေတဲ့အဲ့ဒီရေငုပ်သင်္ဘောရဲ့လမ်းကြောင်းကိုအောက်တိုဘာ9ရက်ကနေ9ရက်နေ့ထိစောင့်ကြည့်ခဲ့တယ်လို့ဆိုပါတယ်။နောက်တော့ရေငုပ်သင်္ဘောနဲ့အဲ့ဒီရေရင်ကိုဆွဲယူထားတဲ့သင်္ဘောကိုပါနယ်သာလန်ရေတပ်ကဆက်လက် စောင့်ကြည့်ခဲ့ပါတယ်။ရုရှားပင်လယ်နက်ရေတပ်ဖွဲ့ကတော့အဲ့ဒီရေငုပ်သင်္ဘောဟာစက်ပိုင်းဆိုင်ရာပြဿနာကြောင့်မဟုတ်ဘဲ တမဲရင်မျက်နှာပြင်ပေါ်ဖော်ပြီးခုံမောင်းခဲ့တာသာဖြစ်တယ်လို့ကြေညာထားပါတယ်ရှင်